ာ trigonometric identity ဒါကအမှတ်အရကွန်ပေါင်းအန်ဂယ် formula ကွန်ပေါင်းအန်ဂယ် formula နော်ကွန်ပေါင်းအန်ဂယ်ရဲ့ formula တွေကိုဆရာတို့ဘာလို့လဲမဆိုလို့ရှိရင်သွားလိုက်အဲ့တော့ကွန်ပေါင်းအန်ဂယ် formula ဆိုတာကွန်ပေါင်းဆိုတာပေါင်းတာပေါ့ကွာအန်ဂယ်ဓာတ်တွေပေါင်းတဲ့ formula မှာပထမအဆုံးနှစ်ခုကိုဆရာတို့မှတ်ထားလိုက်နော်ပထမအဆုံးနှစ်ခုကိုမှတ်ထားလိုက်အဲ့ဒါကဘာလဲဆိုလို့ရှိရင် sin alpha plus beta ဆိုရင် sin alpha plus beta ရဲ့ formula လေးကိုမှတ်ထားလိုက်မယ်တွတ်ထုတ်ပုံတွတ်ထုတ်နည်းလေးကဒီချိန်မှာကြာမသိသေးဘူးလိုအပ်သေးပဲနဲ့မြို့ခေါင်းလေးရေးနေပါဆိုလို့ဒီ formula လေးနှစ်ခုရောမှတ်ပြီး channel formula လေးကိုရောဆရာတွတ်ထုတ်ပြဟုတ်ပြီနော်အဲ့တော့ sin alpha plus beta ဆိုလို့ရှိရင် sin cos cos sin sin alpha plus beta ဆိုလို့ရှိရင် sin ဆိုလို့ရှိရင် sin cos cos sin သူပေါင်းရင်ကိုပေါင်းမယ်သူနှုတ်ရင်ဘာဖြစ်လဲဆိုရင်ကိုနှုတ်အဲ့တော့ sin alpha plus beta က sin alpha sin cos beta သူပေါင်းရင်ကိုပေါင်းမယ် sin cos cos alpha cos beta ဒီဖုန်းလာလေးတစ်ခုရယ်နောက်တော့တစ်ခု ကော့အာလဖာပလက်ဘီတာကော့အာလဖာပလက်ဘီတာကော့ဆိုရင်တော့ကျွန်တော်ဘာဖြစ်မယ်ဆိုရင်ကော့ကော့ဆိုင်ဆိုင်သူပေါင်းရင်ကိုနှုတ်မယ်ကိုနှုတ်ရင်သူပေါင်းမယ်ဟုတ်ပြီနော်အဲ့တော့ကော့ဆိုလို့ရှိရင်ကော့ကော့သူပေါင်းရင်ကိုနှုတ်မယ်ဆိုင်ဆိုင် ဟုတ်ပြီเนาะအရင်ဆုံးဒီဖော်မူလာကိုပေါင်းအန်ကယ်ဖော်မူလာမှာဒီဖော်မူလာရဲ့နှစ်ခုတော့ဆရာကိုလွတ်ချက်ပြီเนาะထုတ်ပေါ်ပုံတွေမတင်သေးဘူးဖော်မူလာဖြစ်ပေါ်ပုံတွေမတင်သေးဘူးခေါင်းလေးသွားမှာဟုတ်ပြီเนาะအဲ့တော့ sin ဆိုလို့ရှိရင် sin cos ပေါ် sin သူပေါင်းရင်ကိုပေါင်းမယ်သူနှုတ်ရင်ကိုနှုတ်မယ် cos ဆိုလို့ရှိရင် cos cos sin sin သူပေါင်းရင်ကိုနှုတ်မယ်ကိုနှုတ်သူနှုတ်လို့ရှိရင်ကိုပေါင်းအဲ့တော့ sin alpha plus beta က sin cos cos အပေါင်းဆိုရင်အပေါင်း cos alpha plus beta က cos cos sin sin ဒီပေါင်းရင်ကိုလုပ်မယ်ဟာတောင်းနေရတော့ alpha beta alpha beta နေရာမပြောင်းဘူး alpha beta alpha beta ကဲတော့ sin အတွက် plus ရှိတယ်လို့ မိုင်းနဲ့လည်းရှိတယ်။ကောအတွက်ပလက်ရှိတယ်လို့မိုင်းနဲ့လည်းရှိတယ်။အဲ့တော့စာရဲ့အဲ့တော့ပလက်ဒီကြောင်စာအဲ့တော့ပလက်ဘီတာပြီးတော့စာရဲ့အဲ့တော့မိုင်းနဲ့ဘီတာကိုဆရာတွက်ထုတ်ကြ။အဲ့တော့စာရဲ့အဲ့တော့မိုင်းနဲ့ဘီတာဆိုတာဘာနဲ့တူလဲဆိုလို့ရှိရင်စာအဲ့တော့ပလက်မိုင်းနဲ့ဘီတာနဲ့ဘာဖြစ်လဲဆိုရင် အဲ့တော့ဆရာတို့ကဒီမှာ sin plaget formula ကိုဆရာတို့အလို့ရသွားပြီ sin plaget formula ကဘာဖြစ်လဲဆိုလို့ရှိရင် sin cos cos เนาะ sin alpha cos beta နေရာမှာဘာဖြစ်သွားမလဲဆိုရင် minus beta ဖြစ်သွားမှာဆရာ alpha minus beta ကိုဒီလိုမျိုးလေးဖွဲ့လိုက် alpha plus minus beta ဆိုပြီးဖွဲ့ဟုတ်နော်ဘီတာနေရာမှာဘာဖြစ်သွားမလဲဆိုလို့ရှိရင် minus beta ဖြစ်သွားမယ်အဲ့တော့အပေါင်း sin co co alpha အဲ့တော့ sin alpha cot minus beta ဆရာတို့ negative angle ဒီပြီးပြီးသားကျပြီးသား cot minus theta ဆိုလို့ရှိရင် cot theta အခု cot minus beta ဆိုတော့မပြည့်မဲ့ဆိုလို့ရှိရင် cot theta ဟုတ်ပြီနောက်တစ်ခါ cot alpha က cot alpha ပဲ sin minus beta ကျတော့ ကျက်ပြီးသား sin minus theta ဆိုလို့ရှိရင် minus sin theta ဟုတ် sin minus beta ဆိုတော့ဆရာတို့မသိဘူးနော် minus sin theta အဲ့ဒီ minus ကြီးအရှိကိုကိုးလိုက်လို့ရှိရင် cos alpha sin theta ဘာလို့လို့ရှိရင်ဆရာတို့ sin alpha minus beta ဆိုတာက sin cos cos sin သူလို့ရင်ကိုလဲနှုတ်ပဲသူပေါင်းရင်ကိုလဲပေါင်း ုတ်ပြီเนาะအဲ့တော့ cos sin alpha minus beta ဆိုတာက sin cos cos အလဲကောင်းကဘာဖြစ်လဲဆိုရင်နောက်နေ့ကတော့ဆိုတော့ဘာဖြစ်လဲဆိုရင် alpha beta alpha beta ဟုတ်ပြီရမယ်เนาะနောက်တစ်ခုနောက်တစ်ခုကဆိုတော့ cos ပေါ့เนาะ cos alpha minus beta ဆိုရင်ဘာဖြစ်လဲဆိုရင် တက်နေ for alpha black minus beta ဆိုပြီးတော့ကြောင်းနေအဲ့တော့ cos ဆိုလို့ရင် cos cos sin sin cos ဆိုရင် cos cos sin sin အဲ့တော့ cos alpha cos beta စ minus beta ဖြစ်သွားမယ်သူပေါင်းရင်ပုံနှုတ်မယ် cos cos sin 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 alpha sin minus အဲ့တော့ cos alpha ကဒီတိုင်းပဲ cos alpha cot minus beta ဆိုတာကသူတို့ကပြောပြီးသွားရင် cot minus beta ကဘာနဲ့တူတယ်ဆိုရင် cot cot နောက်တစ်ခု sin alpha ကဒီတိုင်းပဲ sin minus beta ကသူတို့ကပြောပြီးသွားရင် sin minus beta က minus sin အဲ့ဒီ minus sin beta နဲ့အဲ့ဒီ minus နဲ့ဒီက minus နဲ့တွေ့မယ်ဆိုဘာဖြစ်သွားမလဲ plus sin alpha sin beta ဆိုတာ။ဒါဆိုရင်ဆရာတို့ cos alpha minus beta ရဲ့ formula ကဘာဖြစ်မလဲဆိုလို့ရှိရင် cos ဆိုတဲ့အတွက်ကြောင့်မလို့ cos cos sin sin သူလှုပ်လို့ရှိရင်ကိုဘာဖြစ်လဲဆိုရင်ပေါင်းမယ်။သူပေါင်းရင်ဘာဖြစ်မလဲဆိုရင်ကိုလှုပ်။အဲ့တော့ cos alpha minus beta ရဲ့ formula က cos alpha cos beta plus cos alpha sin beta ဆိုတယ်။နားလည်မနော်။ ဟုတ်ပြီဆရာပြီးရင်အလုပ်တစ်ခေါက်ရေးမှဖြစ်တဲ့အတွက်ကြောင့်တစ်ခေါက်ပြန်ပြောလိုက်မယ် sin alpha plus beta sin ဆိုလို့ရှိရင် sin cos cos sin သူပေါင်းရင်ကိုပေါင်းမယ်သူနှုတ်ရင်ကိုနှုတ်ဟုတ်ပြီနော်အဲ့တော့တောင်းနေရအစီလိုက်တိုင်းလေးပဲ alpha beta alpha beta ပဲ cot alpha plus beta ကြတော့ cos cos sin sin သူပေါင်းရင်ကိုနှုတ်မယ် သူလုံးရင်ကိုကောင်းမယ်လက္ခဏာကစန့်ကျင်ပဲဒေါင်းနေရာတော့အစင်လိုက်တိုင်းပဲအယ်လ်ဖာဘီတာအယ်လ်ဖာဘီတာနောက်တစ်ခု sin အယ်လ်ဖာမိုင်းနပ်ဘီတာကနော် sin ဆိုရင် sin cos cos သူလုံးရင်ကိုနှုတ်တယ်ဟုတ်ပြီနောက်က cot အယ်လ်ဖာမိုင်းနပ်ဘီတာကဘာဖြစ်လဲဆိုလို့ရှိရင် cos 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 sin sin သူလုံးရင်ဘာဖြစ်လဲ cos cos ရင် တော့เนาะမှတ်လို့တော့ဘူးเนาะကျေဆရာတို့ဘူးတန်းဖို့မလောက်ပါနဲ့เนาะတန်းရဲ့ကိုမောင်းအန်ကယ်ဖော်မူလာကိုသွားမယ်တန်းအယ်လ်ဖာဘလတ်ဘီတာကွဲပြီကျေရို့တန်းဆိုတာကစိုင်းကိုတည်ပြီးတော့ကောနေစာတန်းအယ်လ်ဖာဘလတ်ဘီတာဆိုတော့စိုင်းအယ်လ်ဖာဘလတ်ဘီတာကိုတည်ပြီးတော့ကော အယ်ဖာဘလက်ဒီကြနဲ့စားတယ်အဲ့တော့ကျတို့စိုင်းရဲ့ကိုမောင်းအန်ဂယ်လေးကိုအခုလေးတွေချက်ပြထားတာဆိုတော့စိုင်းဆိုတာကဘာနဲ့တူတယ်ဆိုလို့ရှိရင်စိုင်းကော့ကော့စိုင်းစိုင်းအယ်ဖာကော့ဘီတာစိုင်းကသူပေါင်းရင်ကိုပေါင်းမယ်တဲ့ပဲစိုင်းကော့ကော့စိုင်းကော့အယ်ဖာစိုင်းဘီတာကော့ကြတော့ဆရာတို့ コココサイサイココサイサイあのコアルファコダコアじゃろじゃろばびれそうにレクナーが設置ばとぽういこう弄ねマイナサイアルファサイအဲ့တော့ဆရာတို့ကတန်းရဲ့ကွန်မောင်းအငယ်ဖော်မြူလာလေးကိုတွက်ထုတ်နေတာအဲ့ဒီမှာ တန်းဆိုတဲ့အတွက်ကြောင့်တန်းပါမှာတန်းပါမှုအတွက်ဆိုလို့ရှိရင်ဆရာတို့ဘာဖြစ်ရင်တန်းပြင်မလဲသိဘူးခင်ရလို့ဆရာတို့ခေါ်ရင်းနဲ့မလုပ်လိုက်ဘူးလိုက်စားဟုတ်နော်အဲ့တော့စိုင်းရဲ့ဖောင်းလေးကော့ကပါနဲ့စားမယ်ကော့ပီတာကိုလည်းပဲကော့ပီတာနဲ့စားမယ်ပေါ့ကော့ရဖောင်းလေးပဲဆရာတို့ ကော့အာလ်ဖာနဲ့စားပြီးတော့ sin θ ကိုလည်းပဲကော့ θ နဲ့စားမယ်အဲ့တော့ကော့အာလ်ဖာကိုလည်းပဲဆရာတို့ကော့အာလ်ဖာနဲ့စားပြီးတော့ကော့ β ကိုလည်းပဲကော့ θ နဲ့စားမယ် minus sin α ကိုလည်းပဲကော့အာလ်ဖာနဲ့စားပြီးတော့ sin β ကိုလည်းပဲဆရာတို့ကော့ ဖီတာနဲ့စားလိုက်အဲ့လိုစားလိုက်တဲ့အခါမှာ sin by cos ဆိုတာဘာနဲ့တူလဲဆိုလို့ရှိရင် tan alpha နဲ့တူပြီးတော့ cos beta by cos beta က1ဖြစ်သွားမယ် plus cos alpha by cos alpha က1ဖြစ်သွားပြီးတော့ sin by cos ဆိုတာက tan beta နဲ့တူဟုတ်ပြီနားလည်မယ်နော်အောက်က cos alpha by cos alpha က 1 copy ဒါပါ copy ဒါကလည်းပဲ1ဆိုတော့1 minus sin alpha by cos alpha က tan alpha နဲ့တူပြီးတော့ sin beta by cos beta မှာ tan beta နဲ့အဲ့တော့ကျွန်တော်တန်အယ်ဖာပလက်ဘီတာရဲ့ပုံစံကတန်အယ်ဖာပလက်ဘီတာရဲ့ပုံစံကတန်အယ်ဖာပလက်တန်ဘီတာ1 minus tan alpha tan beta ဆိုပြောကြတယ်။အတူကောင်လေးမှတ်မယ်ဆိုလို့ရှိရင်တော့ tan alpha plus tan beta ကို tan plus tan by 1 minus tan tan ဆိုပြောပါလိမ့်။တိုက်မယ်ဆိုရင်မှတ်လိုက်။ tan alpha plus beta က tan alpha plus tan beta by 1 minus tan alpha tan beta အတူကောင်မှတ်မယ်ဆိုလို့ရှိရင် tan plus tan by 1 minus tan tan ဆိုပြောပါလိမ့်ဆိုရင်မှတ်လိုက်။ဒါဆိုရင်ကျတော့ ပလက်တန်ကိုတိသွားပြီဆိုတော့မိုင်းလက်တန်ကိုထူ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 တွတ်နေကြမျိုးတော့ဆရာတို့လက္ခဏာတွေချိန်ပြလိုက်เนาะအဲ့တော့ဆိုလို့ရှိရင်တန်မိုင်းလက်ဘီတာကဘာဖြစ်မလဲဆိုလို့ရှိရင်တန်အဲ့ဖာမိုင်းနဲ့တန်အဲ့ဖာပါ1 plus plus tan alpha tan beta ဆိုလို့ကြောက်နော် tan alpha minus beta ကဘာဖြစ်မလဲဆိုလို့ရှိရင် tan minus tan by 1 plus tan tan ဆိုပြီးကြရကြရမယ်ဆိုရင်ဇာတ်လို့ဒီ compound angle formula လေးကို sin ရယ် cos ရယ် tan ရယ်ကိုဇာတ်လို့တခါလဲအလို့ရေးချင်တယ်ဒါပဲနော်ကဲအခုဇာတ်လို့ပြန်ရေးလိုက်ရအောင် sin alpha plus giả thủ sinh sai thủ sinh sai có bóng sa sai có bóng sa sai là pha có thì giả tu bảo vệ phụ bảo vệ tu lưu ý phụ lưu ý thế và có là sai nó đây là cú sai alpha minus ဒီတာဆိုလို့ရှိရင် sin ဆိုတဲ့အတွက်ကြောင့်မလို့ sin cos cos ဆာဟုတ်ပြီနော် sin alpha cos beta သူနှုတ်တော့ရင်ကိုနှုတ်မယ် cos alpha sin မနာမဲ့တို့ကောက်ကလစ်က sin ဆိုရင် sin cos cos sin sin cos cos sin bao nhiêu bao mi nu gì nu bao nhiêu bao mi nu gì nu ở đó nó đây được cú có có alpha plus beta equal có số lượng gì có có sai sai có alpha ကောဘီတာသူပေါင်းရင်ကိုနှုတ်ပြီးတော့သူနှုတ်ရင်ကိုပေါင်းမယ်ကောကောဆိုင်ဆိုင်ဆိုင်ရဖာဆိုင်ဘီတာဟုတ်ပြီကောအယ်ဖာမိုင်းနက်ဘီတာ equal to ကောဆိုလို့ရှိရင်ထပ်ပြောမယ်ကောကောဆိုင်ဆိုင်ကောအယ်ဖာကောဘီတာသူနှုတ်ရင်ကိုပေါင်းမယ် sai hay là phá sai chú con lima mà, mà ta có số lô xì có có sai sai cháu đi đâu là blue bé tom là gì alpha beta alpha beta hai đi bé tom nó đó bao gì nhung nhung gì bao mình sai gì bao nó bắt cú จ้าจ้าอัลฟาเปล่าบีดาอีกว่าดีจ้าอัลฟาเปล่าบีดาสูงสิจ้าเปล่าจ้าบายวายไม่เนะจ้าจะจะอัลฟาเปล่าจ้าบีดาบายวายไม่เนะจ้าอัลฟาจ้าบีดาอะไรดีคุ တန် alpha minus beta ဆိုလို့ရှိရင်ဇာတို့ဘာဖြစ်မလဲဆိုလို့ရှိရင်တန် minus tan by 1 plus tan ကတန် alpha minus tan beta by 1 plus tan alpha tan beta ဟုတ်ပြီအတူတူလေးဘယ်လိုမှတ်မလဲဆိုလို့ရှိရင်ပေါင်းဆိုလို့ရှိရင် tan plus tan by One minute, then that. Bounce on you. Da, da, da. Five, one minute. Da, da. Oh, and also you. Da, minute. Da, five, one, da, da. တာတာပြီးတော့ဟုတ်နော်အဲ့တော့ဒါလေးကိုပုံပေါင်းအံ့ရယ်ဖွင့်တာဗာလဲဆိုတာဒါလေးကိုဆရာတို့ဆရာတို့ဗာလဲဆိုရင်အတေချာလေးဗာလဲဆိုလို့ကြားထားပါဟုတ်နော်အဲ့တော့ဒီကိုကျွန်တော်တို့ဘယ်ပါမယ်သူပုံပေါင်းအန်ကယ်ဖော်မူလာပြီးတော့ကျွန်တော်ဘယ်လိုသွားလိုက်မလဲဆိုရင်တပယ်အန်ကယ်ဖော်မူလာကိုဆက်ပြတ်သွားတယ်နားလည်နော်ကဲဆရာတို့အဲ့တော့ဒီကို ုံပေါင်းအန်ငယ်ဖော်မြူလာကိုဆရာတို့ရသွားပြီဆိုတော့နောက်တစ်ခုဘယ်လိုသွားမလဲဆိုတပည့်အန်ငယ်ဖော်မြူလာကိုသွားတပည့်အန်ငယ်ဖော်မြူလာဆိုတာကဆရာတို့တူတဲ့တောင်းတစ်ခုကိုတပည့်လောက်တာနော်တပည့်ပေါင်းတာတူတဲ့တောင်းတစ်ခုကိုပေါင်းတာဒါကိုတပည့်အန်ငယ်ဖော်မြူလာလို့ခေါ် အဲ့မှာတောင်တူတဲ့တောင်တစ်ခုကိုပေါင်းမယ်ဆိုတော့ဆရာတို့ရှာပြရမယ်တရမယ်ပုံပြီးဒါ၄က sin 2 alpha cos 2 alpha ဟမ် tan 2 alpha ဒီတောင်တွေကိုဆရာတို့တိထားရမယ်အဲ့တော့ sin 2 alpha sin 2 alpha ဆိုတာကဆရာတို့ sin အယ်ဖာနှစ်ခုဒေါင်းအယ်ဖာနှစ်ခုကိုမလုပ်ထားရဆိုလို့ရှိရင်ပေါင်းထားတာပါအဲ့တော့ sin 2အယ်ဖာဆိုတာက sin အယ်ဖာ plus အယ်ဖာနဲ့ဘာဖြစ်ဆိုတူရယ်အယ်ဖာနဲ့အယ်ဖာနဲ့ပေါင်းလိုက်မယ်ဆိုရင်2အယ်ဖာရမယ်အဲ့တော့ sin 2အယ်ဖာဆိုဆိုမှဆရာသင်ခဲ့လိုက်တဲ့ကွန်ပေါင်းအန်ဂယ်ဖော်မြူလာနဲ့ဆိုလို့ရှိရင်ဒေါင်းနှစ်ခုကိုပေါင်းထားတဲ့ကွန်ပေါင်းအန်ဂယ်ဖော်မြူလာနဲ့ဆိုရင် sin ဆိုလို့ရှိရင် sin cos cos ဟုတ်နော် sin cos cos sin sin alpha cos ကောင်းတစ်ခုက alpha တွေပြည့်ပြည့်ပြည့်ကြောင့် sin alpha cos alpha sin ဆိုရင်သူပေါင်းရင်ကိုပေါင်းမယ်သူနှုတ်ရင်ကိုနှုတ်အဲ့တော့ sin cos cos sin ဟုတ်ပြီအဲ့တော့ဒီကောင်းလေးဒီကောင်းလေးကဘာဖြစ်လဲဆိုလို့ရှိရင်နေရာအရှင်းနောက်ညှောက်ထားတဲ့အတွက်ကြောင့်မျိုးဆရာတို့နေရာလွဲနေပြီမဲ့အတူတူပဲဟုတ်လား ဒူးနဲ့သူရီးယောက်တာနဲ့သူရီးနဲ့ဒူးယောက်တာအတူတူပဲဒါကြောင့်မလို့ side alpha alpha ဘယ်နှခုရှိနေလဲသူနှစ်ခုရှိတဲ့အတွက်ကြောင့်မလို့ two side alpha ko ဟုတ်ပြီ side 2 theta လေးရဲ့ formula က side 2 alpha လေးရဲ့ formula က2 side alpha ko အမိမယ်နော် side 2 alpha လေးရဲ့ formula က2 side alpha ko ကျွန်တော်တို့ကဒီကျွန်တော်ကော်တူအယ်လ်ဖာလေးကိုတွားအောင်ကော်တူအယ်လ်ဖာကွဲဒီကော်တူအယ်လ်ဖာဆိုတာကအယ်လ်ဖာဆိုတဲ့ down တစ်ခုကိုဘာလုပ်ထားတာဆိုရင်ပေါင်းထားတာအဲ့တော့ကော်တူအယ်လ်ဖာတူအယ်လ်ဖာကအယ်လ်ဖာဆိုတဲ့ down ရဲ့အယ်လ်ဖာဆိုတဲ့ down ရဲ့ဆရာတို့ဘာလုပ်ထားတာဆိုရင်ပေါင်းထားတာဆော့ဆော့လေးတွေဆရာတို့ ကိုမောင်းအငယ်ဖော်မြူလာတွေရခဲ့ပြီးအဲ့တော့ cos ဆိုလို့ရှိရင်ကျွန်တော်တို့ cos cos sin sin ဟုတ်တော့ cos ဆိုလို့ရှိရင် cos cos sin sin cos alpha cos alpha cos ဆိုရင်သူ့ပေါင်းရင်ကိုနှုတ်မယ်ကိုနှုတ်ရင်သူ့နှုတ်ရင်ကိုပေါင်းမယ် cos alpha cos alpha အပေါင်းစုမိုင်းနဲ့ cos cos sin ဟုတ်ပြီဒီမှာ cos alpha နဲ့ cos alpha နဲ့မျှောက်ရင်ဘာရမလဲဆိုရင် cos square alpha ရ cos square alpha ရဒီနေရာလေးမှာလည်းလဲဆိုရင်လည်း cos alpha နဲ့ cos alpha နဲ့မျှောက်မယ်ဆိုရင် cos alpha square ဆိုပြီးတော့သွားမလို့ပါနဲ့ cos နဲ့ cos နဲ့မျှောက်မယ်သူတို့ရှင် cos square ရတယ်ဆိုတာဘာလဲ sin alpha နဲ့ sin alpha နဲ့မျှောက်မယ်ဆိုလို့ရှင်ဆရာတို့ဘာရမလဲဆိုရင် sin square alpha ဲ့တော့ကျားတို့ဒီမှာ square တွေ sin square တွေ cos square တွေဖြစ်နေပြီဖြစ်တဲ့ဒီကြောင့်လို့ကျားတို့ this is knowledge မှာကျားတို့တီးခဲ့ရမယ်ဟာလေးတစ်ခုပြန်ပြီးတော့ညွှန်ပြရ sin square alpha plus cos square alpha sin square နဲ့ cos square နဲ့ညွှန်မယ်ဆိုရင်ကျားတို့ဝမ်းရမယ်ဆိုတာအဲ့တော့ဘာလို့ဒီကျားတို့ဘာရမယ်ဆိုလို့ရှိရင် cos square alpha minus sin square alpha cos square alpha ဆိုတာက1 minus sin square alpha နဲ့ cos square alpha ဆိုတာကဟုတ်ပြီဆရာဒီမှာ cos 2 theta alpha လေးတွေဒီမှာ formula တခုဘာလို့လဲတော့ခါလိုက် cos 2 alpha ရဲ့ formula က cos square alpha minus sin square alpha ။အားလေးတစ်ခုထားလိုက်။နောက်က ဲ့ဒီကနေပြီးတော့နောက်ထပ်ဆရာတို့ formula နှစ်ခုကိုတွက်ပြီးတော့တုတ်ပြီးပေါ် 2α ရဲ့ formula ကို cos2 alpha minus sin2 alpha ဆိုပြီးတော့တခုယူရမယ်နောက်တစ်ခါအဲ့ဒီ formula ကနေပြီးတော့နောက်ထပ် formula နှစ်ခုကိုတွက်ပြီးတော့တွက်တော့ cos2 alpha ကိုဆရာတို့အခုလောလောလတ်လတ်ရှားလာတာဘာနဲ့ပါရလဲဆိုရင် cos2 alpha minus sin2 alpha ဆိုပြီးတော့ formula တခုရထားတယ် အဲ့မှာ cos square alpha နေရာမှာတခါသိရင်ဖော်ပြီးတော့တခုရမယ် sin square alpha နေရာမှာနောက်တော့တခုထပ်ပေးမယ်ဆိုလို့ရှိရင် formula တခုရအဲ့တော့ဆရာမကံပါဆိုဒီဘက်မှာလည်းလည်းကပ်ယူလိုက် cos square alpha ဆိုတာကနော်ဘာနဲ့တူလဲဆိုလို့ရှိရင် cos square alpha က1 sin square alpha နဲ့တူဒီနေရာမှာဆရာအစားတစ်ခုထူလိုက်1ဘာနဲ့တူလဲဆိုလို့ရှိရင် sin square alpha နဲ့တူတယ်။ minus sin square ဒါတော့ပြန်ထားမယ်။ထားခုဒီကောင်လေးကိုဒီတိုင်းထားလိုက်ပြီးတော့ cos square alpha ဆိုတာကဒီတိုင်းထားလိုက်မယ်။ minus sin square alpha ဆိုတာကဘာနဲ့တူလဲဆိုလို့ရှိရင်1 minus cos square alpha နဲ့တူတယ်။1 minus cos square alpha နဲ့တူတယ်။ဟုတ်ပြီ။ တို့ရနေဆက်ပြီးရှင်းလိုက်တဲ့အခါမှာဘာရမယ်ဆိုလို့ရှိရင်အဲ့တော့1 minus sin square of phi minus sin square of phi ဆရာတို့ဘာလုပ်မလဲဆိုနှုတ်လိုက်တဲ့အခါမှာဘာရမယ်ဆိုလို့ရှိရင်1 minus minus sin square alpha နဲ့ minus sin square alpha ပေါင်းမယ်ဆိုဘာရမလဲဆိုရင် minus 2 sin square alpha ဆိုပြီးတော့ရမယ်။အဲ့တခု ကွန်ပျူတာနှစ်ခုရှိသွားပြီနောက်တစ်တခု cos square alpha ရဲ့ dia minus နဲ့ dia minus နဲ့အတွင်း plus cos square alpha ရဲ့ဖြစ်သွားမယ်အဲ့တော့သူတို့နှစ်ခုပေါင်းလိုက်လို့ရှိရင် 2cos square alpha ရကြတော့ minus ဆိုပြီးတော့ cos 2 alpha ရဲ့ formula ကလည်းဖြစ်သွားမယ်တုံးဖြစ်သွားမယ်ဟုတ်လားအဲ့တော့ဘာလဲဆိုလို့ရှိရင် cos 2 alpha equal to cos square alpha minus နဲ့ sin square alpha တခုလေနောက်က cos 2 alpha equal to 1 minus 2 sin square alpha တခုရေနောက်က cos 2 theta equal to 2 cos square minus 1ဆိုပြီးတော့ကျွန်တော် formula ပဲတခုရပါမယ်နော်သုံးပြရအဲ့တော့ကျွန်တော်တို့ sin နဲ့ cos နဲ့တော့ရသွားပြီ sin နဲ့ cos နဲ့ရသွားပြီဆိုတော့ chain နဲ့ဘယ် formula လို့ပြီးလဲဆိုလို့ရှိရင် tan formula နော်